ာပါပောက်ပန်40ရာနေကျိုးဆူလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့အိမ်မက်ထဲမှာမွေတွေကိုမြင်မက်ရင်ဘယ်လိုမျိုးရရာတွေခြီလို့ရမလဲမွေတွေကိုမြင်မက်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတဲ့ဟာကိုသင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မွေအိမ်မက်ကဘာကိုအဓိကပြောချင်တာလဲဆိုတော့တကယ်တော့မွေယူအိမ်မက်မက်တယ်ဆိုတာအများစုကကြောက်စရာလို့ထင်ကြပေမဲ့အဓိပ္ပာယ်ကပုံပြီးနှက်ဆိုင်ပါတယ် မွေကသူ့ရဲ့အရေခွန်ခွာချတာမျိုးလုပ်တဲ့အတွက်ကြောင့်အဓိကအပြင်တင်ဘဝမှာအရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုဒါမှမဟုတ်အသက်ပြန်ဆဖို့အချိန်ရောက်ပြီဆိုတာကိုပြောပြချင်တာပါဒါပေမဲ့တခါတလေကျရင် မွေကသတိပေးချက်အနေနဲ့ပေါ်လာတတ်ပါတယ်။ဥပမာဆိုရရင်တင်ပေါ်ရထဲမှာအစိတ်အတော့ဖြစ်စီမဲ့သူဒါမှမဟုတ်တင်ရှောင်နေတဲ့ကြောက်ရွံ့မှုတစ်ခုခုရှိနေတယ်ဆိုတာမျိုးကိုသတိပေးတာပါ။အရေးကြီးဆုံးကတော့အိမ်မက်ထဲမှာမွေကိုမြင်မက်တဲ့အခါ ခမားဘလို့ခံစားလိုက်ရလဲဆိုတာပါပဲ။မွေရဲ့အယောင်ကဘာကိုပြောနေတာလဲ။မွေရဲ့အယောင်ကအိမ်မက်ရဲ့တည်င်းစကားဘလို့မျိုးလဲဆိုတာကိုဖော်ပြပြီးနိုင်ပါတယ်။အနက်ယောင်မွေဒါကတော့ကြောက်ရွံ့မှုပြုတ်ဝချက်တွေဒါမှမဟုတ်မသိနိုင်သေးတဲ့အန်ဒီရဲ့တခုခုကိုပြောပြတာပါ။တနည်းအားဖြင့်တင့်အတွင်းစိတ်ထဲမှာဖိနှိပ်ထားတဲ့စိတ်ခံစားချက်တွေရှိနေနိုင်တယ်ဆိုရက်သတိပေးချက်ပါ။အဖြူရောက်မွေဒီအယောင်ကတော့ကောင်းပါတယ်။တန်စင်မှု ကုသခြင်းဝိညာဉ်ရေးရာတိုးတက်မှုဒါမှမဟုတ်ဘဝမှာအသက်စားတင်ခြင်းလိုမျိုးအပြုတဘောဆောင်တဲ့အတိတ်ပဲကိုစောင့်ပါတယ်။အစိမ်းရောက်မွေးအစိမ်းရောက်ကတော့ကြီးထွားမှုနဲ့ကျမ်းမာရေးကိုညွှန်းဆိုပါတယ်။ဒါပေမဲ့တခါတလေကျရင်မနာလိုစိတ်ဒါမှမဟုတ်မတမာသူတဦးကိုလည်းတတိထားဖို့ပြောတာမျိုးဖြစ်နိုင်ပါတယ်။ အနီရောင်မွေအရန်ပြင်းထန်တဲ့အယောင်ဖြစ်တဲ့အတွက်စိတ်အားထက်သန်မှုဒေါတာဒါမှမဟုတ်အရေးပေါ်အန်ဒီရဲ့တခုခုကိုသတိပြုဖို့သတိပေးခြင်းဖြစ်နိုင်ပါတယ်အဝါရောင်မွေဒါကတော့သတိပေးချက်တခုအနေနဲ့ပေါ်လာတတ်ပြီးလှည့်ဖြားခြင်းဒါမှမဟုတ်တင်ရင်ဆိုင်နေရတဲ့အတွင်းစိတ်ကြောက်ရွံ့မှုကိုဖော်ပြပါတယ်မွေကအိမ်မက်ထဲမှာလှုပ်ဆောင်တဲ့ပုံစံသင်ရဲ့ပြဿနာအခြေအနေကိုညွှန်းဆိုပါတယ်မွေကလိုက်ဖန်နေရင် ဒါကတော့ခညာရှောင်ရှားတဲ့ပြဿနာဒါမှမဟုတ်ရင်းမဆိုင်ခြင်းနဲ့ကြောက်ရွံ့မှုတစ်ခုကတင့်ကိုလိုက်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့ဒါကိုရင်ဆိုင်ဖို့အချိန်တန်ပြီလို့ပြောတာမျိုးပါမွေကအရေးခွန်လဲနေရင်ဒါကအကောင်းဆုံးပါပဲခမားရဲ့ဘဝမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်နေပါပြီအတိတ်ကအကျင့်ဆိုးတွေကိုဆွန့်လွတ်ပြီးအသက်ဖြစ်နေပြီလို့ဆိုလိုပါတယ် မွေကိုတက်လိုက်မိရဲ့ဒါကတော့ခမားရဲ့ရန်သူတူဒါမှမဟုတ်ကိုယ်စိတ်ထဲကစိန်ခေါ်မှုတစ်ခုအောင်မြင်စွာကြော်လွားနိုင်ပြီဆိုတဲ့လက္ခဏာပါပဲစပတ်ကြီးမွေလိုအကောင်ကြီးတွေမြင်ရရင်ဒါကကြီးမားတဲ့အန်ဒီရဲ့ဒါမှမဟုတ်တင့်ကိုလွှမ်းမိုးချုပ်ကင်ထားတဲ့အခြေအနေတစ်ခုခုကိုခံစားနေရကြောင်းပြသတာမျိုးဖြစ်နိုင်ပါတယ်အိမ်မက်ထဲမှာမွေကြိုက်ခံရတဲ့ ဆိုလို့ရှိရင်တော့ငွေကြိုက်ခံရတာဟာတတိပေးချက်ဒါမှမဟုတ်ဒဏ်ရာကိုကိုစားပြုတဲ့အတွက်ဘယ်နေရာကိုကြိုက်ခံရလဲဆိုတာကိုတတိထားပါမယ်။ခြေထောက်ကိုကြိုက်ခံရရင်ဒါတော့ခမားရဲ့ရှေ့ဆက်မဲ့ဘဝလန်ခီဒါမှမဟုတ်တိုးတက်မှုကို တစုံတရာတားဆီးနေတယ်လို့ခံစားခြင်းကိုညွန်ပြပါတယ်။ လက်ကိုကိုက်ခံရရင်ခမားရဲ့အလုံးအကိုင်းဒါမှမဟုတ်ထိမ့်ချုံမှုမှာပြဿနာရှိနေတာပါယင်းနီးသူတူဦးဦးကတစ္ဆာဖောက်တာမျိုးဒါမှမဟုတ်အခွင့်အာဏာဆုံးရှုံးတာမျိုးဖြစ်နိုင်ပါတယ်ယင်းဘက်ဒါမှမဟုတ်နှလုံးသားကိုကိုက်ခံရရင်ဒီနေရာကစိတ်ခံစားမှုနဲ့ဆိုင်တဲ့အတွက်ပြင်းထန်တဲ့စိတ်ထိခိုက်မှုဒါမှမဟုတ်ချစ်ချင်မြတ်တာနယ်ပယ်မှာဒဏ်ရာရခြင်းကိုကိုးစားပြုပါတယ် ဥကောင်းကိုကြိုက်ခံရရည်ဆုံးဖြတ်ချက်ချဖို့ခက်ခဲနေတာဒါမှမဟုတ်စင်စါတွဲခေါ်မှုအပိုင်းမှာစိန်ခေါ်မှုတွေရှိနေတယ်လို့ပြောတာမျိုးပါမွေကြိုက်ခံရတဲ့အခါမှာလဲဘယ်ဘက်ကိုကြိုက်ခံရတာလားညာဘက်ကိုကြိုက်ခံရလားရတာလားဆိုတဲ့အတိတ်ပွဲဖွင့်ဆိုချက်တွေလည်းရှိပါတယ်ကြိုက်ခံရတဲ့နေရာကခန္ဓာကိုယ်ရဲ့ဘယ်ဘက်ဒါမှမဟုတ်ညာဘက်ဖြစ်နေတာကပြဿနာရဲ့အရင်းအမြစ်ကိုတိတိကျကျသိတာစီပါတယ် ညာဘက်ကိုကိုက်ခံရရင်ဒါကအလုတ်စီးပွားရေးအပြင်လူမှုဆက်ဆံရေးဒါမှမဟုတ်ဆင်ချင်တုံတရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပြဿနာရှိနေတယ်လို့ဆိုလိုတာပါဘယ်ဘက်ကိုကိုက်ခံရရင် ဒါကတော့စိတ်ခံစားမှုယဉ်နီးတဲ့ဆက်ဆံရေးမိသားစုချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အတွင်းစိတ်ဆန္ဒတွေကိုလစ်လျူရှုထားမိတဲ့အတွက်ပြဿနာဖြစ်နေတာကိုညွှန်းဆိုပါတယ်။ငွေအိမ်မက်တွေမက်ပြီးသွားရင်ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ဒီအိမ်မက်တွေကောင်းတာဆိုရင်လည်းပို့ပြီးတော့ကောင်းလာအောင်မကောင်းတာဆိုလို့ရှိရင်လည်းကောင်းတဲ့အခြေအနေဖြစ်အောင်လို့ရေရရီဘလူးခြေရမလဲဆိုတာကိုလည်းသင်ဆက်ပြီးတော့သင်ဆက်သွားပါမယ်။ မွေအိမ်မက်ကပေးတဲ့တည်င်းစကားကကောင်းသည့်ဖြစ်စီမကောင်းသည့်ဖြစ်စီစိတ်အေးချမ်းအောင်နဲ့ကံကောင်းအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။မြမယူရအယူအဆတွေအတိုင်းပြောပြပေးပါမယ်ခင်ဗျာ။အိမ်မက်ကမကောင်းဘူးလို့ထင်နေလို့ရှိရင်ဘေးကင်းအောင်လို့မွေကကြိုက်တာလိုက်တာဒါမှမဟုတ်အယောင်ကမကောင်းဘူးလို့ထင်တဲ့အခါမျိုးမှာကံဆိုးတာတွေလေလွင့်ပြောက်ွယ်သွားအောင်အခုလိုလုပ်လို့ရပါတယ်။ခေါင်းဆေးမင်္ဂလာလုပ်ပါ မကောင်းတဲ့အိမ်မက်တွေရဲ့နမိတ်ဆိုးတွေပျောက်ကင်းသွားအောင်ခေါင်းဆေးမင်္ဂလာပြုလုပ်တာကအကောင်းဆုံးပါပဲ။နန်းတဖြူတနခါလိုမျိုးမွေးရနှန်းရှိတဲ့အရာတွေနဲ့ခေါင်းလျှော်တာမျိုးဒါမှမဟုတ်သက်ဆိုင်ရာနိနန်တောင်းကတိခတ်ကလေးတွေဥပမာဆိုရင်ဘုဒ္ဓဟူးဆိုတပြေးကြာတာပဒေးဆိုငှက်ပြောအဲ့လိုမျိုးတိခတ်ကလေးတွေကိုရေစိမ်ပြီးတော့သက်စီပန်းလေးတွေနဲ့ဖျားကိုကတ်လူပြီးမှခေါင်းလျှော်တာမျိုးလုပ်ရင်အစွဲအလန်းတွေကင်းတယ်လို့ယုံကြည်ကြပါတယ်။ဖျားမှာဆူတောင်းပါ မနေ့အာယုံတက်ချိန်မှာဖျားဖူးပြီးပန်ရေချမ်းတွေကပ်ပါပြီးရင်ဒီမကောင်းတဲ့အိမ်မက်ကြောင့်ဖြစ်လာမဲ့ဘေးအန္တရာယ်မှန်သမျှယရနာ၃ပါးရဲ့ဂုံတော်ကြောင့်ကင်းပြောက်ပါစေလို့တစ္ဆာပြုပြီးခိုင်ခိုင်မာမာဆုတောင်းလိုက်ပါ ဘေးမဲ့ပေးတဲ့ကုတူလို့ပါကန်ဆိုးရတွေလွဲ့ပါသွားစီဖို့အတွက်ငားလွတ်တာတက်ကြီးရဲ့အိုရီယိုဆွန်းကတ်တာဒါမှမဟုတ်အစာကျွေးတာလိုမျိုးအသက်ဘေးလွတ်မြောက်စေမယ့်ကုတူတွေကိုပြုလုပ်ပေးပါဒီလိုလုပ်ခြင်းကကန်ဆိုးမှုတွေကိုဖယ်ရှားပြီးကောင်းတဲ့အကျိုးကိုပြန်ဖြစ်စေပါတယ် ပရိတ်တရားနာပါ စိတ်ထဲမှာမလုံမလဲဖြစ်နေရင်မေတ္တာတုံးလိုမျိုးပရိတ်တရားတွေကိုနားထောင်တာရွတ်ဖတ်တာမျိုးလုပ်ပြီးပါဒါမှစိတ်အေးချမ်းပြီးဘေးရန်ကင်းတယ်လို့ခံစားရပါလိမ့်မယ်အိမ်မက်ကကောင်းတယ်လို့ထင်လို့ရှိရင်ပို့ပြီးတော့မှကောင်းအောင်ကံကောင်းခြင်းတွေပို့ပြီးတိုးတက်အောင် ပြုလုပ်လို့လည်းရပါတယ်ငွေရေကွန်လဲတာဒါမှမဟုတ်အဖြူရောင်ငွေမြင်တာမျိုးလိုမျိုးကောင်းတဲ့နမိတ်လိုယူဆရတဲ့အခါမျိုးမှာ ကောင်းကျိုးတွေပိုခိုင်မြဲလောင်အခုလိုလုံးလို့ရပါတယ် အလူအတန်းပြူပါရရှိလာမဲ့ကောင်းသောကံတွေကိုပို့ပြီးခိုင်မာစေဖို့မကြခင်ကောင်းကျိုးဖြစ်စေဖို့ရည်ရွယ်ပြီးဖုန်ကြီးကြောင့်ဒါမှမဟုတ်လူအပ်တဲ့နေရာတွေမှာလူတန်းမှုတစ်ခုခုပြုလုပ်လိုက်ပါဒါမှ ကောင်းတဲ့ကံကညီဩစာရသလိုပို့ပြီးရှင်သန်နိုင်မှာပါ အမြအတန်ဝေပေးပါရရှိလာတဲ့ကောင်းသောနမိတ်တွေအတွက်ပီတိဖြစ်ပြီးဖျားပူဇော်ပါပြီးရင်မိမိပြုခဲ့တဲ့ကုသိုလ်အားလုံးကိုနတ်ကောင်းနတ်မြတ်တွေနဲ့တတ္တဝါတွေကို အမြဝေပေးပါဒါမှကောင်းသောအကျိုးတွေကပူပြီးကြီးထွားလာပါလိမ့်မယ်အရေးအကြီးဆုံးကတော့စိတ်နေစိတ်ထားပါပဲအေးအေးဆေးဆေးစဉ်းစားပါအိမ်မက်မက်ပြီးတာနဲ့မကောင်းဘူးလို့ချက်ချင်းမတွေးပါနဲ့မျိုးကခမည်းကို ဘာကိုတတိပေးနေတာလဲဘာကိုပြောင်းလဲခိုင်းနေတာလဲဆိုတာကိုအေးအေးဆေးစဉ်းစားပါယုံကြည်ချက်ထားပါယတရားဆိုတာစိတ်ရဲ့အေးချမ်းမှုနဲ့ယုံကြည်မှုကိုအားပေးတာပါယတရားကောင်းရင်ကံကောင်းတာတွေပိုဖြစ်လာလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်ကိုခိုင်မာစွာထားပေးဖို့လိုအပ်ပါတယ်ခုလိုမျိုးအဆုံးတိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ပေါ့ပန်40 channel လို့ subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့နော်။